င်္ဂလာပါရှင်။မက်ရှလ73ရဲ့ကြာသပတေးနေ့အတွက်ရွှေရုံငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးတွင်ပြည်ထောင်စုဆင့် MSME ကုန်စည်ပြဝေးပြန်ဝေးကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်ပြည်ထောင်စုဆင့် MSME ကုန်စည်ပြဝေးပြိုင်ပွဲ MSME Expo ကိုဧပြီလပထမပတ်သို့မဟုတ်မေလရဲ့ပထမပတ်တွင်ကျင်းပပြုလုပ်ရန်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက ဆက်မှုစုံများအားတက်မှတ်ချက်များနဲ့အညီဆက်မှုစုံဖြင့်ကြေညာနိုင်ရန်အတွက်ခရော့ချက်စစ်ဆေးခြင်းလုပ်ငန်းများပြည်တော်စုစင် MSME ကုန်စည်ပြပွဲပြိုင်ပွဲ MSME Expo ကျင်းပပေးနိုင်ရည်လုပ်ငန်းညှိနှိုင်းအစီအစဉ်တွင်ပြောကြားကြောင်းသိရပါသည်အစိုးရလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ်လ12ရက်နေ့နက်9:00နာရီကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမင်္ဂလာခမ်းမတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီးအစိုးရပြပွဲတွင်ဝင်ကြီးဌာနပြခန်းများတိုင်းဒေသကြီးပြည်နယ်အလိုက်ပြခန်းများ ပုဂ္ဂလိကအသင်းအဖွဲ့ပြာခန်းများပြည်တွင်းပြည်ပကုမ္ပဏီပြာခန်းများနဲ့ရန်ကုန်တိုင်းဒေသကြီးမှလုပ်ငန်းများ၏ပြာခန်းများပြသရောင်းချသွားမည်လို့ဆိုပါတယ်။ဝင်ကြီးဌာနပြာခန်းများတွင်လည်း MSME လုပ်ငန်းများအတွက်ဝင်ကြီးဌာနများမှဝန်ဆောင်မှုပေးနေတဲ့အခန်းကဏ္ဍများခင်းချင်းပြသထားမှာဖြစ်တယ်လို့ MSME လုပ်ငန်းရှင်များနဲ့ပြည်တွင်းလက်လီလက်ကားလုပ်ငန်းရှင်များပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များပန်းများကြားကုန်သွယ်မှုချိတ်ဆက်ရေးဆွေးနွေးပွဲ business မရှင်များလည်းပါဝင်မှာဖြစ်ကြောင်းသိရပါဗျ။ အလားတူပြကန်းနှင့်ကုန်စည်ပြဝဲပြန်ဝဲတွင် စုမျိုးစား၅မျိုးဖြစ်သောထုတ်ကုန်အမေသစ်စု digital ဝန်ဆောင်မှုစုတီထွင်စမ်းသင့်မှုစုအကောင်းဆုံးပြကန်းစုနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး MSME စုတို့ကိုတမျိုးချင်းစီတိုင်းကိုပထမဒုတိယတတိယသတ်မှတ်၍စုစုပေါင်း15စုချင်းမြင်ရန်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောကြားပါသည် ဒါအပြင်အသိပညာပေးဆွေးနွေးပွဲများအနေဖြင့်စိုက်ပျိုးရေးမွေးမြူရေးအခြေခံထုတ်ကုန်များပုံမထုတ်လုပ်နိုင်စေရေးဆွေးနွေးပွဲ digital နည်းပညာနဲ့ e-commerce e-payment များနဲ့စနေနဲ့ဆွေးနွေးပွဲဝင်ကြီးဌာနများမှ MSME လုပ်ငန်းများအတွက်ဆောင်ရွက်ပေးနေမှုများနဲ့ချင်းငွေဆိုင်ရာလုံခြုံရေးနည်းများရှင်းလင်းခြင်း one stop service ဆောင်ရွက်ပေးမှုများကိုပါနေ့စဉ်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်ဆလတ်တင်ဆက်ပြီးမှာကတော့ရန်ကုန်မြို့ထဲတွင်ကောင်းငင်တအားလိုက်မှမြေအောက်တအားလိုက်တို့ပြောင်းနေတဲ့တဲ့ရင်ဖြစ်ပါတယ်။ မဟာဗန္ဓုလလမ်းတလျှောက်လမ်းတစ်လမ်းမှာစုလီဖျားဝိုင်းထီနဲ့ဘူဂျုံလမ်းတလျှောက်ပန်ဆူရန်လမ်းမှာပစွန်အောင်ပန်းချန်ထီလမ်းလင်နဲ့လမ်းပေးဝဲရာရှိကောင်းဝင်တအားလိုင်းများမြေရောက်တအားလိုင်းဖြစ်ပြောင်းလဲတည်ဆောက်ခြင်းနဲ့လမ်းလေကျွန်းတလျှောက်တွင်လမ်းမိတံများစိုက်ထူရေးများလှုပ်ဆောင်နေကြရလို့သိရပါဗျာ။ ညအချိန်အလင်းအောင်ကောင်းစွာရရှိပြီးဒုစရိုက်မှုများကင်းရှင်းစေရုံတွင်မဟာဗန္ဒုလာလန်းတွင်9တက်သမ1တက်မိုင်ဗိုလ်ချုပ်လန်းတွင်4တက်သမ1တက်မိုင်အားမြောက်တားလိုက်များချမြုပ်လျက်လမ်းလေကျုံတံမီတိုင်းစစ်စုပေါင်း89တိုင်းစိုက်တူက LED 150ဝက်လမ်းမီလုံး200ထွန်းညီသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့အမျိုးသားပြလိုက်ရန်ကုန်ကို6ရက်ပိတ်ထားမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မက်ရှလာ၁၂ရက်မှ၁၈ရက်ထိအမျိုးသားပြတဲ့ရန်ကုန်ကိုပိတ်ထားမှာဖြစ်ကြောင်းရှင်ရောင်သူတေသနာနှင့်အမျိုးသားပြတဲ့ဦးစီးဌာနမှထုတ်ပြန်ထားပါရယ်မက်ရှလာ၁၂ရက်မှမက်ရှလာ၁၆ရက်ထိဟာအများပြည်သူရုံးပိတ်ရများအဖြစ်သတ်မှတ်ထားတာကြောင့်အဆိုပါနေများတွင်အမျိုးသားပြတဲ့ရန်ကုန်ကိုပိတ်ထားမှာဖြစ်ကြောင်းသိရပါရယ်မက်ရှလာ၁၈ရက်တွင်ပုံမှန်တိုင်းပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းလည်းသိရှိရပါရယ်ရှင်